ဇီဝဗေဒသူရနာပုံစံတစ်ခုအပေါ်အကန့်သက်တစ်တွေချမှတ်ဖို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတင်းလာနေမှာအမိန်ပေးလိုက်ပါတယ်အဲ့ဒီသူတွေတနာဟာတရုတ်ပြည်တခွက်ကန်တခုကပိုးလို့ထွက်စေပြီးကိုဗစ် -19 ကပ္ပကပ်ရောဂါကိုဖြစ်ပွားစေခဲ့တယ်လို့သူ့အဆိုအရကပြောထားပါဗျ။မျိုးရိုးဗီဇပြောင်းလဲစမ်းသက်ခြင်း gain of function လို့ခေါ်ဆိုတဲ့စမ်းသပ်မှုတွေအတွက်အထောက်ပံ့ပေးခြင်းကိုအမေရိကန်ကနိုင်ငံတချို့မှာရပ်ဆိုင်းမှာဖြစ်တယ်လို့အင်ဖြူရောမှာတမရထရန်ဒိန်လာနီကလက်မှတ်ရေးထိုးခဲ့တဲ့အမိန်ရသိရပါတယ်။အဲဒီစမ်းသပ်မှုတွေဟာယောဂပုရိရဲ့ဂုံတက်တူတွေကိုပုံမမြင့်တင် ပေးဖို့ရည်ရွယ်ချက်နဲ့ပြုလုပ်ကြတာဖြစ်ပါတယ်။ ယောဂဘိုးလွတ်ထွက်မသွားနိုင်တဲ့တခွဲကန်းဆိုတာမရှိဘူးအခုလိုပိတ်ပင်တာဟာအနာဂတ်မှာမတော်တဆလွတ်ထွက်သွားတာမျိုးကိုတားဆီးဖို့နဲ့လူသားတွေကိုအန္တရာယ်မပေးနိုင်ဖို့ဖြစ်တယ်လို့ကျမ်းမာရေးဝန်ကြီး Robert At Kennedy Jr ကလူမှုမီဒီယာ X မှာရေးသားထားပါတယ်ဒီသူတေသနာတွေလုပ်ခဲ့ကြတဲ့နိုင်ငံတွေဟာသူတို့နိုင်ငံသားတွေကိုဒုက္ခရောက်စေခဲ့ပြီးကမ္ဘာကြီးကိုလည်းဒုက္ခပေးခဲ့ကြပါတယ် ဒါကိုကိုဗစ်ကပ်ရောဂါအတွင်းတွေ့ခဲ့ကြရပြီးပါပြီလို့အမျိုးသားကျန်းမာရေးအင်စတီကျူရဲ့ညွှန်ကြားရေးမှူးဂျေဘက်တာချာရာကလည်းဆက်လက်ပြောဆိုပါရယ် SARS-CoV-2 virus ဟာ Wuhan Virus သုတေသနအင်စတီကျူကလွတ်ထွက်လာခဲ့တယ်ဆိုတဲ့အဆိုကို Trump ကကာလကြာမြင့်စွာကတည်းကပဲ ပြောဆိုနေခဲ့သူဖြစ်ပါတယ် အဲ့ဒီတကွဲကမ်းမှာလည်းမျိုးရိုးဗီဇပြောင်းလဲစမ်းတက်တာကိုပြုလုပ်နေခဲ့ပြီးအဲ့ဒီရဲ့အကျိုးရလဒ်အဖြစ်ဗိုင်းရပ်စ်ပိုးလွတ်ထွက်ခဲ့ရတာဖြစ်တယ်လို့သူကပြောပါတယ်။တခြားအဆိုတရက်ကတော့ဝူဟန်မြို့မှာရှိတဲ့ပင်လယ်ဇာဈေးတွင်းမှာတောရိုင်းတရက်ခြံတွေကတဆင့်လူကိုတဘာဝလျောက်ကူးဆက်ခဲ့တယ်ဆိုတဲ့အဆိုတစ်ခုဖြစ်ပါတယ်။ ရင်ကကာကွယ်ဆေးသုတေသနမြင့်တင်ရေးနဲ့စမ်းသပ်ရရှိတဲ့အချက်လက်တွေကိုအာယုံဆိုင်လုပ်ခဲ့တဲ့ American အစိုးရ website ဖြစ်တဲ့ covid.gov ကလည်းအခုအခါတခွဲကန်းကလွတ်ထွက်လာတဲ့ဆိုတဲ့အဆိုကိုထောက်ခံတဲ့ပြောဆိုချက်တွေကို အသာပေးဖော်ပြနေပါတယ်။ လူ့သောမီဒီယာကိုဆက်လက်ရပ်တည်နိုင်ဖို့ပြည်သက်တွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့်မြစီမ TV YouTube Channel မှာမြန်မာဝေဖန်ခြင်းကိုဦးနှိုင်းကြောင်းလေးအသိပေးထိတ်ခေါ်လိုက်ပါစေ။